မင်္ဂလာပါခင်ဗျာစာရေးသူဆရာမောင်တင်ဆန်းရေးသားတော့အမားတစ်ခုရဲ့နောက်ွယ်လို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာအမားတစ်ခုရဲ့နောက်ွယ်သူ့နာမည်ကဖိုးစီအသားကမဖြူမမဲအရက်ကမရှိမတူရုပ်ရည်ကမဆိုးမလားသူ့ရဲ့အလားဆုံးနဲ့အကောင်းဆုံးကစိတ်ထားပါအသက်အပြည့်28နှစ်အိမ်တော်မရှိရေးစားဆိုဘာမှမသိတဲ့လူမျိုးကြီး ဒါပေမဲ့အိမ်တော်ရှိသူတို့ထပ်ပေါ်ပြီးတာဝန်ကြီးသူယောဂတဲ့အနေနဲ့ကြောင်းတက်နေတဲ့ညီမလေးနှစ်ယောက်ကိုလောက်ကန်ကျွေးမွေးနေပါလိ။အောင်သာရက်ကွက်တင်တော့ဖိုးစီဆိုလူတိုင်းသိသည်။သူရဲ့လူတိုင်းပေါ်ထားတဲ့စေတနာကသူ့ကို ထိုရက်ကွက်ကလေးကလူတွေရှိကြတော့တခုတည်းသောအကြောင်းညာပင်သည်။ဖိုးစီနေသောအောင်သာရက်ကွက်ထဲကခန္ဓာမှုတိတ်မရှိသောအိမ်ကလေးတွေတွင်တာချင်ဖိုးစီမင်းတနေ့တလေလေးနားပါအောင်လားကွယ်။ မင်းအလောက်ကမတက်တာဘူးနေကဘူးတွန်းလဲကြီးကလည်းတွန်းရပင်မန်းပါလေကွယ်တခြားအလောက်ကလေးပါလေပြောင်းလို့ပါလားတားရဲ့ဖိုးစီအမေဒေါ်မြမြကပြောတော့ဒေါ်မြမြဘေးမှာရှိတော့ဖိုးစီညမတက္ကသိုလ်ကျောင်းသူဖြစ်တော့ရင်းနှွယ်ဆိုးကသူမအမေပြောတာကိုထောက်ခံလိုက်ပါတော့သည်ဟုတ်တယ်အကိုကြီးနောက်အလောက်ပြောင်းလို့ပါလားဒါလေညမကကိုကြီးအလောက်ကိုချက်လို့လား ဖိုးစီရဲစကားကြောင့်နှွယ်ရင်ဆိုထိတ်ထိတ်ပြပြဖြစ်သွားပြီ။အာမဟုတ်ပါဘူးကိုကြီးရဲ့။ကိုကြီးပင်မန်းလို့မချက်ပါဘူး။ကိုကြီးညမဖြစ်ရတာအမြဲကုန်လူနေတာပါ။ဖိုးစီသူ့ဤညမပြောစကားကြောင့်ဝမ်းသာသွားကကိုကြီးမှာအရန်လိန်မာတဲ့ညမလေးတယောက်ရထားတာပဲ။အဲ့ဒါဆိုညမလေးကမလိန်မာဘူးလားကိုကြီး။အတန်နဲ့အတူဖိုးစီရဲ့ညမအမြဲဆုံးလေးပို့ပို့ဖိုးစီနားလာထိုင်ရင်းပြောလိုက်ခြင်းဖြစ်သည်။ မြန်မာလေးဘဲကပြန်လာတာလေကျူရှင်ကပါကိုကြီးဘာလဲမမတယောက်တည်းလိန်မာတာပေါ့မြန်မာလေးကမလိန်မာဘူးလားအဲ့ဒါဆိုမြန်မာလေးကမလိန်မာဘူးပေါ့ဟုတ်လားကိုကြီးအငဲဆုံးပိုးပိုးလေးရဲ့စကားကြောင့်အားလုံးသဘောကျနေကြသည်ဖိုးစီကအနားမှာရှိသောပိုးပိုးလေးရဲ့ခေါင်းကိုပုတ်လိုက်ပြီကိုကြီးရဲ့မြန်မာလေးလည်းလိန်မာပါတယ်ဗျာအလိန်မာတုံးလေးပါပဲကွာ ဖိုးစီရဲ့စကားကြားမှာပိုပိုတယောက်ပျော်ရှင်သွားကဒါမှတို့ကိုကြီးกว่าသူတို့မိသားစုအလုံးပိုပိုကိုကြည်ပြီးရင်နေကြသည်သူတို့အလုံးရဲ့မျိုးလုံးထဲမှာတော့နှွေးထွေးပြီးရှင်းရှင်းမြစ်တာတွေပြည့်နေတယ်ဆိုတာပုံဖော်နေပါတော့သည်နေလေနေပူချိန်နဲ့အတူတွန်းလဲလေးတစီတရွေ့ရွေ့သွားနေပါသည်တွန်းလဲလေးမှမောင်းတန်လေးကပြန့်နှွေ့နေပါသည်ထိုတန်ချိုင်းရင်ပဲအရှင်ပေါင်းတယ်ဆိုတာလူတိုင်းသိကြသည် ရှင်ပေါင်းတဲ့ခဏအတန်ခက်ဆာဆာနဲ့ဖိုးစီကိုလှမ်းထားလိုက်တဲ့ဖြင့်တွန်းနေသောလှဲကိုရက်လိုက်နေတော့သည် ဟုတ်ကဲ့ဘာစားမလဲခမရကျမကိုတရတိတုတ်ပြီးတန်တန်လေးတုတ်ပြီးနော်အော်ဟုတ်ကဲ့ပါခမရခက်ဆန်ဆန်အဝယ်စားဖို့ဝတ်ဆင်ထားပြီးအသက်25နှစ်ခန့်အမျိုးသမီးတူဖိုးစီထံမှာအရှင်ပေါင်းဝယ်စားခြင်းဖြစ်သည်ရပါပြီအမ300ပါအော်အေးအေးအေးရော့ရော့ 900တန်းအတက်ကလေးတစ်ရွက်ကိုထုတ်ပေးလိုက်ရင်ဖိုးစီ200ပြန်အမ်းဖို့လိုက်ချာနေပေမဲ့မရှိပါအမကျွန်တော်မှ200တန်းမပါဘူးဗျကျွန်တော်တော့လဲဖိုးစီစကားမဆုံးပင်သူ့အမျိုးသမီးကရပါလေလဲမနေပါနဲ့ယူထားလိုက်ပါဖိုးစီဘာမှပြန်မပြောပြန်ပြောချိန်နဲ့မရလိုက်ပါသူ့အမျိုးသမီးကခက်မြန်မြန်ထွက်သွားသောကြောင့်ပေဒီဖိုးစီလည်းတွန်းလဲလေးကိုတွန်း၍ဆက်သွားနေပါသည်တနည်းအားဖြင့် သူရဲ့လှဲလေးကိုငေးနေသောကလေးတစ်ယောက်ကိုတွေ့လိုက်သည်ဘူးကွန်နေလိုက်ောက်သောကောင်လေးဖြစ်ပါသည်ဖိုးစီလည်းကောင်လေးနဲ့မလမ်းမကမ်းတွင်လှဲအားရထားလိုက်ပြီညီလေးမင်းအရှေ့ပေါင်းစားကျင်လို့လားကွာကောင်လေးကောင်းကြီးပြသည်ဘာစားမလဲပြောလေကျွန်တော်မှာပတ်စံမရှိဘူးအကိုကျွန်တော်ဘူးကွန်နေမရောက်ရသေးဘူးရပါလေကွာငါအလည်းကကျွေးပါမယ်မင်းဘာစားခြင်းလဲဟို တရတီတော့အေးဟုတ်ပြီခဏလေးစောင့်ကွာဖိုးစီတရတီအာ300ဘူးတုတ်ပေးလိုက်သည်အစောကသူ့အာပေးခဲ့သော200နှင့်သူက100ဘူးပေါင်ပြီး300ဘူးတုတ်လိုက်ခြင်းဖြစ်သည်ပြီးသောအခါအကောင်လေးအာပေးလိုက်သည်ညီလေးမင်းကိုအမကြီးတယောက်ကဝယ်ကြွေးတာကွာ အကိုသွားတော့မယ်ဘိုးဘုံကောက်တော့ကောင်လေးဖိုးစီရဲ့စကားကြောင့်ဟိုကြည့်ဒီကြည့်လို့ရင်တရတီတုတ်အေကလေးဆဲကကြံ့ရင့်ခဲ့ပါတော့သည် ဖိုးစီသူ့ရောက်နေကြနေရာတွေကိုစုံအောင်သွားပေမဲ့တိတ်မရောက်ရပါထိုအချိန်တွင်လူတယောက်ရောက်လာပြီရှောက်သီးတော့900ဘူးလောက်ဗျဟုတ်ကဲ့ကိုခဏလေးစောင့်နော်ရပါတယ်အေးဆေးလောက်ပါမြို့သီးဆက်ဆံလေးလောက်ဗျာဖိုးစီလည်းသူ့လောက်ဆရာရှိတာတွေကိုလောက်နေပါသည်ဘေးမှဈေးဝယ်လာတော့သူကသူစောင်းထားသောအုတ်ထုပ်ကိုရှွတ်လိုက်ပြီးရက်ခတ်နေ၏အတော်ပူတာပဲဗျာနော်ဘယ်လိုပြောလိုက်တာလဲဗျာပူတာပေါ့ ဒါပေမဲ့အပြင်ကအပူကကျွန်တော်ဈေးရောင်းမကောင်းလို့အပူကိုတော့မမီပါဘူးဗျာဖိုးစီရင်ရင်ပြောလိုက်တာကိုဈေးဝယ်သူကသဘောကျသွားသည်ကိုစီကဈေးရောင်းမကောင်းမှုထင်တယ်ဘယ်လိုပြောလိုက်ပါလိမ့်ဗျာအမှန်ပေါ့အရင်ကဒီနားမှာအလုံသမားတွေရှိတော့ရောင်းကောင်းတယ်ဗျာအခုစောင့်နေတဲ့တိုက်တွေကပြီးသွားပြီဆိုတော့တိတ်တော့ရောင်းမကောင်းတော့ဘူးဗျာအဲ့ဒါတော့ဟုတ်တယ်ဗျာကျွန်တော်တို့မြန်မာတွေရဲ့ထုံးစံအရ ပင်ပန်းပြီးပူနေရင်အရှင်ကလေးဆက်ဆက်ကလေးနဲ့မှအမောပြေတာပေါ့ဘဝသမားတွေပဲဗျာဖာလူတာတို့ဘာတို့တော့တောက်ရှင်တာပေါ့ရှင်ဆက်ကလေးကလည်းကျုပ်တို့အတွက်အမောပြေစေတယ်ဗျာအေးဗျာခမရတို့ကကျွန်တော်ကျေးဇူးရှင်နေပါပဲခမရတို့ကိုပဲအားကိုးနေရတာလေဒါနဲ့မြို့ပြမှာအဆောက်ဦးဆောင်နေလေဗျာအကြီးကြီးပဲအဲ့တော့ရောင်းရင်ခမရရောင်းကောင်းမှတေးချရတယ်အဲ့ဘက်ကဈေးတယ်ချရတယ်ဗျာအလုံသမားတွေကတော့အများကြီး တခြားသူတွေတော့တိတ်သွားလိမ့်မရှိဘူးအဲ့ဒါခမည်းခွင်တော့သွားပါလားစိတ်တော်ဝင်စားတယ်ဗျအတော်ဝေးလားတိတ်မဝေးပါဘူးရုပ်ပြင်ရောက်ပြီးနိုင်ခွဲလောက်လမ်းလျှောက်ရမှထင်တယ်သွားကျင်တယ်ဗျလမ်းမတိတာကတော့ခတ်တယ်အဲ့ဒါတော့မပူနဲ့ကိုယ့်စရာကြီးကျွန်တော်လည်းအဲ့ဘက်ကိုသွားပါကျွန်တော်အဲ့ဒီမရောက်ပြီမဲ့ခမည်းသွားမဲ့နန်းပေါ်ရောက်အောင်တော့လမ်းညွန်ပေးနိုင်ပါလေအေးဗျာသွားမယ်ဗျာ ဒါနဲ့ကျွန်တော်လေလေအဲ့လမ်းမှာတွန်းလို့ရပါတယ်နော်စိတ်ချတွားလို့ရတယ်ကားတွေတောင်တွားနေကြတာလေဗျာဘိုးကြီးလည်းလဲကိုတွန်းပြီးဈေးဝက်သူနောက်လိုက်တွားလို့တော့ဒီသူတို့နိုင်ဝက်ခန့်ခြောက်သွားချိန်တွင်တော့မြို့ပြင်တို့ရောက်သွားတော့ဒီမြေသားလမ်းကြီးပေါ်ရောက်တော့အခါဈေးဝက်သူကစကားဆဆူလိုက်ဒီအခုခမားကဒီလမ်းတိုင်းတွားရမှာကျွန်တော်ကတော့ဒီလမ်းပဲဈေးဝက်သူဖိုးစီတွားရမယ့်လမ်းကိုပြလိုက်ပြီး သူသွားရမယ့်နားကိုလည်းပြောပြလိုက်သည်ကျေးဇူးပါပဲပြုံးတော့ကျွန်တော်လည်းသွားလိုက်အောင်ပါအလုံသမားတွေခဏနားချင်အမိပဲဈေးရောင်းကောင်းပါစေဗျာကျွန်တော်လည်းသွားပြီပြုံးသူတို့နှစ်ယောက်တယောက်နဲ့တယောက်နှုတ်ဆက်ပြီးသူတို့သွားရမယ့်နေရာသို့သွားကြကုန်တော့သည်ဖိုးစီတယောက်အပေါ်နေက အတော်ပူနေတာကြောင့်အတော်ပင်ပန်းနွမ်းနေနေပါသည်လဲကိုတွန်းလာပြီးလမ်းလျှောက်လာတာမိနစ်20လောက်ရှိလာပါပြီလမ်းကြီးကကျန်၍သာပူနေခြင်းရဲ့ပါ လမ်းဘေးခလန်းလမ်းမှာတော့တစ်ပင်တွေရုံနယ်တွေရှိပါသည်ဒီလိုနဲ့လမ်းလျှောက်လာတာလမ်းခွေတစ်ခုအရောက်အဆောက်အဦးတွေတော့လှမ်းမြင်နေရပါသည်သူလည်းအတော်မောလာတဲ့အတွက်သူ့ရဲ့တွန်းလဲကိုမြေလမ်းမကြီးဖေးမှာရပ်ထားလိုက်ပြီးခလန်းလမ်းကတစ်ပင်ရိပ်စီသို့တွားလိုက်ပါတော့သည်ဖိုးစီတစ်ပင်ရိပ်မှာထိုင်ချလိုက်ချိန်ပင်တော့ကဲကြပါဦးမိန်းကလေးအတန်တတန်သူထိုင်နေသောတစ်ပင်နောက်ရှုံနယ်တွေကြားထဲကနေထွက်ပေါ်လာခြင်းဖြစ်သည် ဖိုးစီတေချာနားထောင်ကျင်းလိုက်တွင်တော့ကဲကဲကဲကြပါဦးမိန်းကလေးရဲ့အတန်ထမှန်ထွက်ပေါ်လာတာကြောင့်ဖိုးစီတစ်ပင်ကလေးကတွေ့တော့ဒုတ်တချောင်းကိုကောက်ယူပြီးအတန်နာယာစီတို့သွားလိုက်ပါသည် ဖိုးစီအတန်နာယာကိုရောက်သွားချိန်တွင်တော့သူ့တွန်းလဲသားကိုကာဒစီထိုးရက်လာတာသူမသိလိုက်ပါရှေ့ဖိုးစီတတိနဲ့အတန်လာရာစီတို့သွားလိုက်ပြီဖိုးစီမိန်ကလေးအတန်ကိုထတ်ကြားလိုက်ရချိန်တွင်တော့ ထွေထွေထူးထူးမစင်းသားတော့ပဲချုံလွယ်များကို တိုးလိုက်ပါတော့သည်သူတိုးလိုက်သည်နိအာမိန်းကလေးရဲ့စူးစူးရှဲရှဲအော်တန်ကအတော်ကြဲတောင်သွားပါတော့သည်ဖိုးစီချုံလွယ်တွေကိုတိုးပြီးတစ်ဖက်သို့ရောက်သွားချိန်တွင်တော့သူ့မျက်နှာကိုမကြည့်နိုင်အောင်ပင်ဖြစ်သွားမိတော့သည်မိန်းကလေးတယောက်သူ့ညမပိုးပိုးအရွယ်လောက်ရှိမိထင်အဝေးစားတွေဖျိုးဖျဲနဲ့လေပင်မှာသွေးတွေထွက်နေပါသည် လူတယောက်ကလည်းထိုကောင်မလေးနားမှာလှင်မြန်စွာထွက်ပြေးသွားပါသည်။ဖိုးစီအဲ့လူနောက်ကိုလိုက်ဖို့လှုပ်လိုက်သေးသည်။ဒါပေမဲ့မိန်းကလေးရဲ့အော်တန်ကြောင့်သူဆက်မလိုက်တော့ပါ။ဖိုးစီဘာမှတိတ်မစင်းသာပဲဒဏ်ရာရထားသောကောင်မလေးနားသွားလိုက်ပြီ။သူ့ရဲ့အပေါ်အင်းကြီးအားချွတ်လိုက်ပြီးလယ်ဘေးမှသွေးတွေထွက်နေသောဒဏ်ရာအားစီးပေးလိုက်သည်။ထို့နောက်ကောင်မလေးလက်မှဓားဒဏ်ရာကလည်းအတော်နှလားသဖြင့်ဒဏ်ရာအားစီးပေးရန် သူရဲ့အင်းကြီးဆွတ်ချက်ကလေးအားချွတ်လိုက်ပြီးစီပေးလိုက်သည် ဖိုးစီရဲ့လက်မှာတွေးတွေရဲရဲတောက်နေသည်ထိုအချိန်တွင် လူရုံမှာမဒိန်ကောင်ဟဲ့လူနေရောက်အွန်လိုင်းချိန်တွင်အခြားလူငါရောက်ရောက်လာကြပြီအဝယ်စားတွေမြင်မကောင်းအောင်ဖြစ်နေပြီတွေးတွေပေးနေတဲ့ကောင်မလေးပေးကလက်မှာတွေးတွေနဲ့ဖိုးစီအားလှမ်းမြင်လိုက်ပါတော့သည်ကျွန်တော်ကျွန်တော်ဘာဘာမှမလုပ်ပါဘူး ။ဖိုးစီစကားမဆုံးလိုက်ပါ။သူ့ရဲ့ခေါင်းကိုဒုတ်တချောင်းကရောက်လာပြီးသွေးများစီးကြလာလေတော့သည်။တက်ပြက်လိုက်ကွာ။အဲ့လိုတနာယူကိုရှာတာရှာကွာ။ဒုံနဲ့သုံးချက်လောက်ရိုက်လိုက်ချိန်တွင်တော့ဖိုးစီတယောက်လဲကျသွားလေတော့သည်။အာလုံးဝိုင်းပြီးရှေးထောင်းနဲ့ကန်လိုက်ကြသည်။ကောင်းလေးကိုလက်ကလေးနဲ့ကာပြီးအကွေးကလေးဖြစ်နေသောဖိုးစီဟာဒုံနဲ့လက်တွေအားရိုက်လိုက်ပြန်သည်ထိုအချိန်တွင်တော့ရကြတော့ဟိတ် ဟေးကောင်းတွေလက်လုံကုန်မဲဘာဖြစ်တာလဲဘာဖြစ်ရမှာလဲဦးကြီးဒီကောင်ကောင်မလေးကိုမတိန်ကျင့်ပြီးတတ်မလို့လုပ်နေတာကိုမကောင်မလေးဘာဖြစ်ဖြစ်ကွာဥပဒေရှိတယ်ကောင်မလေးကိုလည်းဆေးရုံပို့ဖို့ရဲကိုဖုံးချလိုက်မယ်ဖိုးစီထိုလူကြီးလာမှတတ်တာရရသွားနေတော့သည်ခေါင်းကလည်းကွဲနေပါပြီလက်ကလည်းကျိုးနေပြီးရှေးထောက်တစ်ဖက်ပါကျိုးသွားတော့ကြောင့်ထောက်မရတော့ပါဖိုးစီလဲနေရင်စေး စိတ်စိတ်စေးရုံပို့ပေးပါ သူ့ရဲ့စကားမစုံဖိုးစီကောင်မလေးကိုစေးရုံပို့ပေးဖို့ပြောမှာကိုသူ့ကိုပို့ခိုင်းတဲ့အထင်နဲ့လူတယောက်ကမင်းကစေးရုံသွားချင်သေးတယ်စေးရုံတော့မပို့ဘူးဟိတင်းမင်းစီပဲမင်းကိုပို့လိုက်မှာကွာကဲဟိုလိုဖိုးစီရဲ့မျက်နှာကိုရှေးထောင်းနဲ့အားကုန်ကန်လိုက်တော့သည်ရှုပ်နဲ့စီထားတော့ကြောင့်ဖိုးစီမျက်နှာမှာ သွေးများရဲရဲတောက်သွားနေတော့သည်ဟဲ့ကော မင်းကိုတော်လို့ပြောနေတာတေတော့မှာပဲကွာ။အိုးမတိန်ကောင်တေတော့ဘာလို့ရမှာလဲ။တော်စားကွာဘာမှမလုပ်နဲ့။မင်းတို့ငါစကားနားထောင်စမ်းပါ။များမကြမင်းရဲများနဲ့ဒူနာပြူကျက်ရှင်ကြီးများရောက်လာပြီးတတိမင်းနေတော့ကောင်းပါလေအာတဲဆောင်သွားပါလေရောသည်။ဖိုးစီကိုတော့ရဲတယောက်ကလက်ထိတ်ခတ်ဖို့လက်ကိုဆွဲလိုက်ချိန်တွင်အာဖိုးစီအယမ်းနာကျင်လွန်း၍អော်လိုက်ပါသည်။ ထိုအချိန်လေးကိုရဲသားလေးကရဲအရာရှိအားဆရာသူလက်ကျိုးနေတယ်လက်ထိတ်ခတ်လို့သူသူနာတော့တော့ဆန်းမတိန်ကောင်ကိုတောက်ကြီးကိုစိုက်မနေနဲ့ရဲသားလေးလည်းဖိုးစီလက်အားတတရရရွှေပေးနေတဲ့ဖြင့်ဟေ့ကောင်ညံညံလို့မင်းမထွေးကမတိန်ကောင်လူတတမာရဲသားလေးလည်းပြပြတလဲလဲဖြစ်သွားကလက်ထိတ်ခတ်လိုက်လေတော့သည်ရဲသားလေးဖိုးစီကိုအားနာစွာကြည့်လိုက်မိသည် ရဲသားလေးကိုသွေးတွေပေးနေသောမျက်နာကြားကဖိုးစီရဲ့မျက်လုံးမမေးလေးကပြန်ကြည့်လိုက်ချိန်တွင်တော့ရဲသားလေးစိတ်ထဲတွင်ဒီလိုတိမ်မွေးတဲ့မျက်လုံးကမတိန်ကောင် လူတတမာဖြစ်နိုင်ပါမလားရဲသားလေးသူ့စိတ်ထဲတွင်သာပြောလာခြင်းဖြစ်သည်ဖိုးစီအားကြက်ချင်နေတယောက်ကတည်ဆောင်သွားပါလေတော့သည်မျိုးလေးရဲ့ဆေးရုံမှာလူတွေပြောနေကြတာကတော့ရဲတွေကဆေးရုံမှာမလုပ်တာလေများလားကြီးလားများမှာဗောဟဲ့ မတိုင်းကျင့်ပြီးလူတက်ဖို့ကြိုးစားနေတဲ့အရှင်ပေါင်းတဲ့ကိုစေးရုံတင်ထားတာလေလူတွေတမားလိုက်တာတိမ်မလို့ဖြစ်နေပါပြီအဲ့ဒါကတော့လူတော်တော်များများပြောနေကြတဲ့အတန်ရဲ့ပါဒါပေမဲ့ဖိုးစီရဲ့ဂရင်ဘေးကလူ၃ယောက်ကတော့တာကြီးမင်းအဲ့လိုမလုပ်ဘူးဆိုတာသိတယ်တာစကားပြန်ပြောစမ်းပါဦးတော်များများဖိုးစီကိုကြည့်ပြီးပြောနေပေမယ့်မြုံဝုံးအိမ်မှာမျက်ရည်များဝဲနေပြီးနှာခေါင်းမှာပိုက်တန်းလန်းနေတယ် ခေါင်းမှာပတ်တီးတွေနဲ့မလုံမချက်ငိန်တက်နေသေးပါကိုကြီးကအဲ့လို လူစားမျိုးမဟုတ်ဘူးအဲ့လိုမဟုတ်ပါဘူးဆရာတို့ရဲ့ဘေးမှာအဆောင်ရဲသားကြီးတွေကိုပြောနေတဲ့ပိုးပိုးလေးရဲ့အတန်းပိုးစီရဲ့လူနာကရင်ပေါ်ကို မျက်နှာအပ်လို့ရှာကြီးတဲ့ငယ်ငိုနေတဲ့ရင်ရွှေဆိုးရဲ့ရှိုက်တန်းဒီမြင်ခွေးကိုကြည့်ပြီးမျက်ရည်ခဏခဏကြာလို့လက်နဲ့မတိမတားလေးတုပ်နေတဲ့ အခန်းပြင်ပြတင်းပေါင်နာကအဆောင်တောင်းဝင်ကြနေတဲ့ရဲသားလေးဒီမင်းကွင်းနဲ့ခொနယ်ရဲဆိုတော့အချိန်တို့ရောက်လာပါတယ်အဲ့ဒီမနက်ခင်းမှာတော့လူနာတွန်းစင်လေးပေါ်မှာမင်းကလေးတယောက်ကိုတင်ထားပြီးဒေးမလူတွေချန်ရန်ကဖိုးစီအခန်းရှိရာသို့လာနေကြပါသည်သူမကတော့အရှားသူမဟုတ်ပါ မတရားအကျင့်ခံလိုက်ရသောကောင်မလေးဖြစ်သည်ယခုသူ့မျက်လုံးမှာပျော်ရွှင်နေတဲ့အရေးအယံတွေတွေ့နေရပါသည် ဘေးကပါလာတော့လူတွေကတော့နားမလည်ဟန်ဖြင့်လိုက်ပါလာပါသည်ဒီကောင်မလေးတတိပြန်ရလာတဲ့အချိန်ကလေးကလူတွေဖမ်းထားတဲ့သူနဲ့တွေ့ကျင်တယ်ဟုသာငိုပြီးပြောနေပါသည်သူမအတန်တိုးတိုးလေးနဲ့ငိုပြောနေသဖြင့်မကြည့်ရသည့်အစုံသူမရဲ့မိဘများကတတ်ဆိုင်တဲ့သူအားလုံးနဲ့တိုင်ပင်သည်အခုလိုလာရောက်ရှင်ဖြစ်သည်ဖိုးစီကတော့မလှုပ်တော့ပါမျိုးလုံးမင်းမလေးကလည်းငြိမ်သက်လို့နေပါတော့သည်ဒါကိုတတိထားမိတော့ဒေါ်မြမြက တာတာကြီးတာကြီးဟာလောက်လောက်ကြပါအောင်ရှင် ကျမတာကြီးခေါ်လို့မရတော့ဘူးဒီအတန်ကြတော့ပူပူအဆောင်ရဲများအားဥဥဥတို့လောက်ကြပါအောင်ကျမကျမကိုကြီးဘာမှမလှုပ်တော့ဘူးရင်းနှွယ်ဆိုးကတော့အခန်းပြင်ပြည့်ထွက်သွားသည်ထို့နောက်လူသွားလမ်းမှာလူတွေချမ်းရမ်းလျက်တုံးလာသောလူနာဘေးကဆရာဝန်အား ဒေါက်တာလောက်လောက်ပါအောင်ကျမအကိုကြီးဘာဖြစ်တာလဲမသိဘူးလောက်လောက်ပါအောင်ရှင်ဆရာဝန်လည်းရင်းနှဲဆိုးနောက်လိုက်ပါလာသည်အခန်းထဲရောက်တော့တူနာပြုတ်ဆရာမများက ဖိုးစီနှာခေါင်းမှတတ်ထားသောပိုက်အားဖြုတ်လိုက်ပြီအခွေးဖြူတစ်ခုအားအုပ်မဲ့အရှင်ကိုကြီးကိုကြီးကိုကြီးဘာဖြစ်တာလဲရင် ရင်နယ်ဆိုရဲ့အမေကိုဒေါ်မြမြကငိုတန်နဲ့နှောနေတဲ့အတန်နဲ့။တမီးတမီးအကိုကြီးဆုံးပြီတဲ့။ရှင်ရင်နယ်ဆိုငိုပါလေတော့ဒီ။သူမနေတူပိုးပိုးကလည်းအဝဲအုပ်ထားသောဖိုးစီကိုဖတ်ပြီးအကိုကြီးအကိုကြီးညမညမလေးတို့ကိုထားသွားပြီလား။ညမလေးဘသူကိုဆိုရတော့မှလဲကိုကြီး။ ိုကြီးမတရားဘူးနော်ညမညမလေးတို့ကို ထားသွားခဲ့ပြီပူပူငိုနေရင်းမှာငိုတန်တိတ်သွားက စကားတွေပြောနေပါတော့သည်ဆရာဝန်ကပူပူနာသွားပြီညမလေးတတိထားလေမခော့နဲ့ကိုကြီးကိုမုန်းနေကျမကိုကြီးကကျမကို ခေါ်မသွားပဲထားခဲ့တယ်ကျမကျမလိုက်သွားမယ် ခြေလမ်းတွေကတရင်တရိုင်နဲ့အပြင်ဘက်ကိုထွက်သွားဖို့ကြိုးစားနေတာကိုသူမရဲ့မိခင်ဒေါ်မြမြကထွေးပွေးလိုက်ပြီးတမီးလေးတာကြီးကမိမိကို ထားသွားတာအာမရလို့တမီးလေးကပါထားသွားတော့မလို့လားပိုးပိုးဘာသာကားမှမပြောသူမရဲ့မိခင်ရင်ထဲတွင်သာငိုနေပါတော့သည်သူတို့ငိုနေချိန်တွင်အခန်းထဲသို့လူတစုရောက်လာပါသည်။လူနာတွင်းသိလေးမှရှိသောကောင်မလေးက သူမရဲ့မိခင်ကိုခေါင်းငုံစေပြီမမေဘာဖြစ်ကြလာလဲဟင်တမီးကိုမတရားကျင့်တဲ့ကောင်တေသွားပြီလေသူ့ကိုဖမ်းမိလို့လားမမေတမီးသေးမှပဲဖမ်းမိတာလေတမီးသေးမှသူ့ရှိမနေပါဘူးတမီးကိုဓာတ်နဲ့ထိုးပြီးထွက်ပြေးသွားတာပါရှိနေတယ်ဘေးကသူတွေဝိုင်းဖမ်းပေးတာလေတမီးရဲ့လူတွေအဖမ်းခံရတဲ့အကို ဟုတ်တယ်လေသမီးမဟုတ်ဘူးမဟုတ်ဘူးအဲ့အကိုအဲ့အကိုမတရားဘူးကောင်းမလေးငုံနေပါတော့သည်ဘေးကရဲရဲအပါဝင် လူတတော်များများနားမလည်နိုင်ပဲရှိနေသည်မမေအဲ့အဲ့အကိုလေးနားကိုလိုက်ပို့ပါသမီးသမီးကိုလိုက်ပို့ပါနော်ငိုရိုပြီးတောင်းပန်နေတဲ့အတွက်အသက်ကင်းမဲ့နေသောဖိုးစီရဲ့ကတင်ပေးသူရှင်းကပ်ပေးလိုက်ချိန်တွင် ကောင်မလေးကဖိုးစီဘက်ကိုလှည့်လိုက်ပြီးဆင်းရှိထားတဲ့လက်နဲ့ဖိုးစီမျက်နှာကိုအုပ်ထားသောအဝတ်ကိုဖယ်ဖို့ကြိုးစားနေလိုက်သည်။တမီးအဲ့လက်ကလှုပ်လို့မရဘူးလေ။ဆရာဝန်က သူမလက်ကိုထိန်းချုပ်လိုက်ပြီးသူနာပြုတ်ဆရာမလေးအားဖိုးစီအေးမျက်နှာကိုအုပ်ထားသောအဝတ်ကိုဖယ်ခိုင်းလိုက်ပါလိ။အကိုညမတောင်းပန်ပါလေ။အကိုကြောင့်ညမအသက်ရှင်ခွင့်ရခဲ့တာပါ။ ညီမအဲ့ကလူတွေအကိုကိုရနေတာမြင်ပေမဲ့ညီမဘယ်လိုမှ တားဆီးနိုင်တော့မရှိလို့ပါညီမကိုခွန့်တော့ပါအကိုရဲ့ကောင်မလေးတန်ကအတန်တင့်ကျလာသဖြင့်လူတွေအားလုံးတိတ်ဆိတ်စွာနားထောင်နေကြပါသည် ကောင်မလေးဖိုးစီရဲ့အလောင်းကတည်းဟိုဘက်မှရက်နေတော့ရဲအရာရှိကိုကြည့်ပြီးကျမကိုမတရားကျင့်ပြီးတတ်ဖို့ကြိုးစားတာက ကျမတငယ်ချင်းရဲ့ဦးလေးဒီအကိုက ျွန်မဒဏ်ရာတွေကိုသွေးထွက်မလို့အောင်စီးပေးအခုတော့ကျွန်မကြောင့်ကောင်မလေးပြောပြီးငိုလေတော့သည်ထို့အချိန်တွင်ကျွန်မသားလူယုံမှမဟုတ်ဘူးဆိုတာယုံကြည်ကြပြီလားကျွန်မသားကြီးလူယုံမှမဟုတ်ဘူးဆိုတာယုံကြည်ကြပါတော့ချင်းအခန်းထဲမှာဒေါမြမြရဲ့အတန်ကပဲ့တင်ထပ်သွားလေတော့သည်ဖိုးစီတည်ဆုံသွားပါပြီ ဖိုးစီရဲ့နာရီလည်းစီကားစွာနဲ့ပြီးဆုံးသွားခဲ့ပါပြီ။မတီးဆုံးနိုင်သေးကဖိုးစီတို့အိမ်တွင်ဖြစ်သည်။ဒေါ်မြမြတို့တားမိတုံးရောက်ဘာကြကားမှမပြောကြပါ။ဒေါ်မြမြသူ့အိမ်ရာထဲဝင်သွားပါသည်။ပိုးပိုးကတော့အိမ်ပေါင်းဝတကားကနေအိမ်ရှံအပြင်ပေါက်ကိုသာငေးကြည့်နေလေတော့သည်။သူမရဲ့အကိုကြီးတွန်းလဲနေတွန်းပြီးအိမ်ပြန်လာရင်ပြောနေကြ။ညီမလေးဘာလုပ်နေတာလဲ။ကိုကြီးမဟုတ်ပါနဲ့ထင်တော့မဟုတ်လား။ မပါဘူးကွာဒီနေ့တော့ညီမလေးကြိုက်တဲ့ဝတ်သားတို့တို့မဝယ်ခဲ့ရဘူးကွာဝယ်လာတော့ဝတ်သားတို့ထိုးအိတ်ကလေးအားနောက်မှာဖွက်ပြီးစတာတွေသူမပြန်ပြန်ရောက်ရနေသည် နောင်ဘယ်တော့မှဖြစ်မလာနိုင်တော့မန်းကိုတွေးမိပြီးမျက်ရည်တွေစီးကျနေလေတော့သည်မျက်ရည်တွေကြားထဲတွင် အင်ရှန်ဘဝမှာဘိုးတော်အိတ်ကလေးကတဖြည်းဖြည်းအနှဲငယ်ကြည်လာကဟဲကိုကြီး ပိုပိုရှမ်းဝင်းအဝင်ပေါက်တို့ပြေးစင်းသွားပါလိ။ပါဇက်ကလည်းကိုကြီးကိုကြီးရေနေပါအောင်ရင်းမဲ့ဆိုသူညမလေးရဲ့အတန်းကြောင့်အောက်တို့ပြေးစင်းလိုက်ပြီ။မမေရေလောက်ပါအောင်ညမလေးရှမ်းအပြင်ထွက်သွားလို့ဒေါမမြလည်းအောက်တို့ဆင်းလိုက်လာပါလိ။ပိုပိုကလမ်းဘက်သို့ရောက်သွားပါပြီ။ရင်းနေဆိုးနဲ့ဒေါမမြလမ်းပေါ်သို့ရောက်ချိန်တွင်တော့ ပိုးပိုးတယောက်အမောင်ထဲသို့ရက်ပြီးလက်ပြနေပါသည်။ရင်းနေဆိုပိုးပိုးကိုပြေးပြေးဖတ်ထားလိုက်သည်။ဓောမြမြလည်းရောက်လာပြီ။သမီးလေးဘယ်ကိုထွက်လိုက်တာလဲကွယ်။အကိုကြီးကိုတွေးလိုက်လို့မေမေ။ကိုကြီးသမီးကိုနှုတ်ဆက်သွားတယ်။ကိုကြီးကိုကြီးငိုနေတဲ့အမေရဲ့ဓောမြမြနဲ့ရင်းနေဆိုပိုးပိုးလေးကိုအလဲမှာထားပြီ။ အိမ်ထဲသို့ပြန်လဲလာတာကြောင့်သူတို့ရဲ့နောက်ကျောမှာဝိုးတော်ပုံရိပ်တစ်ခု သူတို့ကိုလက်ပြနေတာသူတို့မတွေ့နိုင်တော့ပါဒေါမမရဲ့စိတ်ထဲတွင်တော့တာကြည့်ရေနောင်မဝါဆိုတာရှိခဲ့ရင်မမေတို့မိသားစုလေးပြန်လဲဆုံတွေ့ခြင်းနဲ့ကွယ်ရင်းနေဆိုရဲ့မျိုးလုံးထဲတွင်တော့သူမရဲ့တငယ်ချင်းတွေနဲ့ကြောင်းကပြန်လို့သူမရဲ့အကိုကြီးဈေးရောက်နေတာတွေ့ရင်အကိုကြီးအော် အမတို့ဘာစားကြမလဲအကိုကြီးကလည်းမောင်နှမအချင်းချင်းကိုသူတို့လည်းအကိုကြီးကိုတိပါလေညီမလေးရဲ့အချစ်ဆုံးအကိုကြီးတို့ပြောထားပါလေနော်တငယ်ချင်းတို့အဲ့တကားကြားလာနဲ့မျက်ရည်တွေဝဲပြီးဝမ်းသာနေတဲ့အကိုကြီးအိတ်ကက်ကလေးနဲ့နိုင်ပြီးဈေးရောက်လို့ရတဲ့ပတ်စံလေးကိုမုတ်ဖို့အတင်းပစ်တတ်တဲ့အကိုကြီးကိုကြီးရေနောင်မဝါဆိုတာရှိခဲ့ရင်အကိုကြီးရဲ့ညီမဖြစ်ပါစေလို့ အမြင်စုတောင်းနေမှာပါသူတို့အားလုံးရဲ့ယင်ထဲမှာတော့ဖိုးစီကို ထာဝရအမှန်ရနေတော့မှာပါဖိုးစီကောင်းရာဒုက္ခရိလားပါစေသူတို့မိသားစုအားလုံးနောက်ဘဝမှာ ပြန်ဆုံပြီဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြုံပါစေနဲ့လို့စုတောင်းပေးရင်ဇသိန်းလိုက်ပါတော့သည်ဟုတ်ကဲ့ပါခင်ဗျာဆိုင်ရီတို့ဆရာမောင်တင်ဆန်းရေးတာတော့အမားတစ်ခုရဲ့နောက်ွယ်လို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မတော်မများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်မများအားလုံးကိုစိတ်နှပါချွန်းလန်းရှမ်းမြေ့ကြပါစေခင်ဗျာ